ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေဖြင့်တတဝါတွေကိုခြေလည်နေတဲ့မကောင်းစုအကုသိုလ်တရားတွေထက်ကမစ္စရိယအကြောင်းကိုနာယူမှတ်သားကြရမှာဖြစ်တယ်။တမယနိကအိတ်တာ မနာလိုမှုအကြောင်းကိုဟောကြားခဲ့တယ်။ဒီနေ့မစ္စရိယအကြောင်းကိုဟောကြားပေးရမှာဖြစ်တယ်။မစ္စရိယကိုမြန်မာလူမျိုးတွေကဝန်တိုမှုလို့ဘာသာပြန်ကြတယ်။မနာလိုဝန်တိုအိတ်တာနဲ့မစ္စရိယကိုတွဲပြီးတော့ဘာသာပြန်တာ။ မနာလိုတာကအိတ်တာဝန်တိုတာကမစ္စရိယအဲ့ဒီမှာတော်တော်များများအဓိပ္ပာယ်ကောက်နားလည်မှုလွဲတာရှိတယ်မစ္စရိယဝန်တိုမှုဆိုတာ ਨੇ ပတ်သက်ပြီးတော့မိမိပစ္စည်းကိုမပေးရမလူရနှမျောနေတာကိုမစ္စရိယလို့ထင်နေကြတယ် မိမိပစ္စည်းကိုတွေ့တားနေတာမလူချင်းတာနှမျောနေတာမျိုးကြတော့လောဘဘက်ကိုရောက်သွားတယ်မစ္စရိယနဲ့မဆိုင်ဘူးမိမိပစ္စည်းကိုနှမျောတယ်မိမိပစ္စည်းကိုမလူချင်းဘူးမပေးချင်းဘူးမစွန့်ချင်းဘူးအဲ့ဒါကမစ္စရိယနဲ့မသက်ဆိုင်ဘူးလောဘနဲ့ပဲသက်ဆိုင် ဒါကြောင့်ဒါနလုပ်တဲ့ပုဂ္ဂိုလ်တွေဟာလောဘကိုပယ်တဲ့ရရောက်တယ်လို့ဒီလိုနားလည်ကြရတယ်မိမိတို့ပစ္စည်းပေါ်မှာမိမိတို့ကတွယ်တာနေမဲ့တန်ရောစင်ဖြစ်နေမဲ့ဆိုရင်စွန့်လို့ဖို့လူတန်းဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့စွန့်လို့တဲ့လူတန်းတယ်ဆိုတာဒီပစ္စည်းအပေါ်မှာတွယ်တာမှုကိုလည်းဖြစ်တော့ရရောက်တယ်ပေါ့ ။ဒါကြောင့်မိမိပစ္စည်းကိုတွေ့တာနေခြင်းမမောနေခြင်းဒါကြောင့်မစွန့်ခြင်းမလူခြင်းမပေးခြင်းတာအဲ့ဒါကမစ္စရိယမဟုတ်ဘူးလောဘ။အဲ့ဒါဆိုရင်မစ္စရိယကဘာလဲလို့မေးရင်သူများစီမမရစေခြင်းတာမဖြစ်စေခြင်းတာအဲ့ဒါမစ္စရိယကိုရတယ်လို့သူများကိုမရစေခြင်းဘူး။ ကိုမှရှိတယ်လို့သူများကိုမရှိစေခြင်းဘူးကိုမှဖြစ်တယ်လို့သူများကိုမဖြစ်စေခြင်းဘူးအဲ့ဒါမစ္စရိယသဘောပဲအဲ့တော့မစ္စရိယဆိုတာစာပေထဲမှာမာအင်ညေတံအစ္စရိယဟောတုဒီမစ္စရိယဒီလိုမျိုးဖွင့်ဆိုတယ်အင်ညေတံအခြားပုဂ္ဂိုလ်တွေစီမှာအစ္စရိယအောဘွယ်တွေ မာဩတုဖြစ်ပါစေနဲ့နာမကြီးမှုဘုံကံကြီးမှုလလဘပေါ်မှုတက္ကရာကမအရှင်ယံပေါ်များမှုအရာတွေကသူ့စီမှာမရှိပါစေနဲ့မဖြစ်ပါစေနဲ့အဲ့တော့သူများကိုမရှိစေချင်တာမဖြစ်စေချင်တာမရစေချင်တာအဲ့ဒါမစ္စရိယသဘောကိုပစ္စည်းကိုနှမျောတာကကြတော့လောဘနော်ပစ္စည်းကိုနှမျောလို့မဟုတ်ဘူးသူ့ကိုရကိုမရစေချင်တာ နော်သူ့ကိုရကိုမရစေချင်တာအန္တာကမစ္စရိယသဘောငါပဲရရမယ်သူများမရစေရဘူးငါမှာပဲရှိရမယ်သူမှာမရှိစေရဘူးဆိုတော့အဲ့ဒါမစ္စရိယသဘောပဲပေါ့အဲ့တော့ဇာပိတဲမှာမစ္စရိယ၅မျိုးပြဆိုထားတယ်နံပါတ်၁က ာဝါတမစ္စရိယလို့ခေါ်တယ်အာဝါတမစ္စရိယဆိုတာနေစရာနဲ့ပတ်သက်ပြီးတော့သူများကိုမရစေချင်တာငါမှာပဲရှိရမယ်သူများမှာမရှိစေရဘူးယဟန်နေဆိုလို့ရှိရင်လဲကိုเจ้าကိုသူများမနေစေချင်ဘူး သူများမနေစေခြင်းဘူးသူများမလာစေခြင်းဘူးအဲ့ဒါအာဝါဒမစ္စရိယသဘောပဲကိုအယက်ကိုဒေတာမှာသူများလာတာမကြိုက်ဘူးသူများနေတာမကြိုက်ဘူးကိုထိုင်ခုံမှာသူများထိုင်တာမကြိုက်ဘူးကိုအိမ်ရာမှာသူများအိမ်တာမကြိုက်ဘူးသူများကိုမအိပ်စေခြင်းဘူးသူများကိုမနေစေခြင်းဘူးသူများကိုမလာစေခြင်းဘူးအာဝါဒမစ္စရိယသဘော အဲ့တော့ကိုနေရာကိုမလာစေခြင်းဒိုင်းတော့အာဝါဒမစရိယလို့ဒီလိုမျိုးတတိကျနဲ့မှတ်လို့မရပြောင်းယဟန်ဆိုးတွေမို့လို့အကျင့်မကောင်းတဲ့ပုဂ္ဂိုလ်မို့လို့ကိုယ်အိမ်တဲကိုမလာစေခြင်းဘူးကိုယ်ခြံတဲကိုမလာစေခြင်းဘူးကိုယ့်ရဲ့ကိုယ်ဒေတာကိုမလာစေခြင်းဘူးအဲ့ဒါကအာဝါဒမစရိယမဟုတ်ဘူး နော်အကျင့်ပြတ်တဲ့ပုံကိုယ်တွေမို့လို့ဇာရိတမကောင်းလို့မလာစေချင်တာအဲ့ဒါအာဝါဒမစ္စရိယနဲ့မသက်ဆိုင်တော့ဘူးပေါ့အတိမအလိမ္မာပညာလို့ပဲဆိုရမှာဖြစ်တယ်အကျင့်မကောင်းလို့သူ့ကြောင့်တခြားသူတွေအကျင့်ပြတ်သွားမှဆိုလို့မနေစေချင်တာမလာစေချင်တာအဲ့ဒါကအာဝါဒမစ္စရိယနဲ့မသက်ဆိုင်ဘူးနော်အတိအလိမ္မာဉာဏ်ပညာစီမံခန့်ခွဲမှုပညာလို့ပဲဆိုရမှာပေါ့ အလိုမှမဟုတ်ပဲနဲ့အကျင့်ကောင်းပါရဲ့တနဲ့စိတ်ဓာတ်နေကောင်းပါရဲ့တနဲ့ကိုယ်နေရာကိုမလားစေချင်တာကိုယ်ចောင်းတိုက်ကိုမလားစေချင်တာကိုယ်အချံကိုယ်အိမ်ကိုမလားစေချင်ဘူးအဲ့ဒါကြတော့မစ္စရိယဖြစ်သွားပြီပေါ့နော်ဒါကြောင့်ဥစဉ်တို့မလားစေချင်ဘူးဆိုတဲ့နေရာမှာနှစ်ပိုင်းခွဲရမှာဖြစ်တယ်ပေါ့အကျင့်ရုပ်လို့မကောင်းလို့မလားစေချင်တာက အကုသို့မဟုတ်ဘူးအကျင့်ကောင်းပါရဲ့သားနဲ့စိတ်ဓာတ်ကောင်းပါရဲ့သားနဲ့တတ်တတ်သူ့ကိုမနေစေချင်တာမလာစေချင်တာမျိုးဆိုရင်တော့မစ္စရိယသဘောအေးအဲ့တော့အာဝါဒမစ္စရိယဆိုတာနေရာနဲ့ပတ်သက်ပြီးတော့ငါမာတာရှိစေငါမာတာရစေသူများမရှိစေသူများမရစေချင်တာအဲ့ဒါအာဝါဒမစ္စရိယဖယားလက်ထက်တုန်းက ဗောဓိမင်းသားဆိုတာရှိတယ်အဲ့ဒီမင်းသားကပညာရှင်တွေကိုခေါ်ပြီးတော့ဒီဇိုင်းဆန်းဆန်းနဲ့သူနေဖို့အိမ်တိမ်ဆောက်လုပ်တယ်ကဘာပေါ်မှာသူနဲ့အလားတူတအိမ်မှမရှိစရာဘူးသူ့လိုဒီဇိုင်းမျိုးသူ့လိုအိမ်မျိုးဒီကဘာပေါ်မှာတအိမ်တည်းပဲရှိရမယ် အဲ့ဒီလိုမျိုးစောက်တာအိမ်ကအလွန်ခမ်းနားကြီးကျယ်ပြီးတော့မိုးပေါ်ကိုပြန်တက်တော့မယ့်အတိုင်းပဲအလွန်ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတစ်ဆောင်ပြီးသွားတယ်အဲ့ဒီမှာသူ့မှာအာဝတာမစ္စရိယတခုဖြစ်လာဒီလိုအိမ်မျိုးတွေဘယ်သူစီမှာမှမရှိစေရဘူးငါမှာပဲရှိရမယ်ဒီပညာရှင်တွေ တခြားတထေးတကြွယ်တွေတခြားမင်းညင်မင်းသားတွေကခေါ်ပြီးခိုင်းရင်ငါလိုအိမ်မျိုးတွေစောက်ပေးနေအောင်ပါအဲ့တော့ဒီပညာရှင်ကိုလက်စားတုံးရမယ်တပ်ပစ်လိုက်ရမယ်ကြောက်ဖို့ကောင်းတယ်အဝါဒမစ္စရိယဟာကြီးကျယ်တဲ့ဒုစရိုက်အမှုတွေကိုလုံကျူးဖို့အတွက်အကြောင်းတွေဖြစ်လာတယ်ပညာရှင်ကိုတပ်ဖြတ်ဖို့အထီကိုဂျန်စီတယ် သူ့လိုအိမ်မျိုးသူ့မှာပဲရှိရမယ်တခြားသူမရှိစေရဆိုတော့အာဝတ္တမစ္စရိယပဲပေါ့ဒီဒီဇိုင်းဒီပုံစံဒီတခြားသူမှာမရှိရအဲ့ဒါအာဝတ္တမစ္စရိယပဲကံကောင်းခြင်းတော့အဲ့ဒီတည်င်းကိုပညာရှင်ကြီးကကြားသွားတဲ့အခါမှာအဲ့ဒါထပြေးလွမြောက်သွားတယ်ပေါ့အတ္တမခံနိုင်ရအောင်နော်တခြားနေရာမှာသူ့လိုအိမ်မျိုးဆောက်ပေးနေမှာဆိုလို့အဲ့ဒီပညာရှင်ကြီးကိုတတ်ဖို့ကြိုးစားတာ အဲ့ဒါအာဝါဒမစ္စရိယအခြေခံတဲ့သဘောပဲပေါ့ဒီကောင်းပြီဒါကြောင့်ဒီမစ္စရိယတရားဟာအပယ်ကိုဆွဲချနိုင်တယ်ပေါ့နော်ဒါကြောင့်သောတာပန်တွေဟာအိတ်တာမစ္စရိယကိုလည်းအကျွင့်မဲ့ပတ်သက်တယ်လို့အထက်ကရာကျမ်းဒီမှာဖွင့်ဆိုတယ်ဒီနေ့ခေတ်တချို့ငြင်းနေကြတယ်သောတာပန်မှာအိတ်တာမစ္စရိယရှိလားမရှိလားဆိုတာမရှိဘူးเนาะ ိတ်တာတို့မစ္စရိယလို့ဆိုတာကအပယ်ဆွဲချနိုင်တယ်။အဲ့တော့သောတာပန်မှာအတ္တိတို့အပယ်ချနိုင်တဲ့အိတ်တာတရားမစ္စရိယတရားမရှိဘူးလို့မှတ်ရမယ်။ဒါကြောင့်အထက်ကရာဆရာတွေကအိတ်တာတန်ယောစဉ်မစ္စရိယတန်ယောစဉ်တွေကိုသောတာပတိမဉ္ဇဏ်နဲ့ပယ်သက်တယ်လို့ကျမ်းဂန်တွေမှာဖွင့်ဆိုထားတယ်။ဒါသောတာပန်ဖြစ်ရင်မနာလိုမှုတွေဝန်တုံမှုသဘောတွေကင်းတယ်။အဲ့တော့မနာလိုမှုသဘောဝန်တုံမှုသဘောရှိသေးရင်တော့သောတာပန်မဟုတ်သေးဘူးလို့ပဲ ကောက်ချက်ချရမှာဖြစ်တယ်ပေါ့ဒီနေ့ခေတ်တချို့ကသောတာပန်လို့အမိခံထားတယ်ရိတ်သားတွေကသောတာပန်လက်မှတ်ပေးလိုက်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာဘုသူ့ကိုမနာလို့ဖြစ်ဒီသူ့ကိုမနာလို့ဖြစ်ဘုသူ့ဘောမမစ္စရိယဒီသူ့ဘောမစ္စရိယတွေဖြစ်အဲ့ဒီတော့ကိုယ့်ရဲ့သောတာပန်ယာတုကိုလည်းအခြားမခံနိုင်ဘူးအဲ့တော့မလုပ်တယ်လဲဆိုတော့ပိဋကစာကပဲမားတယ်လို့ဖြစ်သွားပြန်ရော။ နော်အကင်၍ပိဋကတ်စာကိုအတည်ယူမယ်ဆိုရင်သူဒီသောတာပန်မဟုတ်တော့ဘူးပဲသူသူတန်တဲ့မှာအိတ်တာမစ္စရိယဖြစ်နေတာကိုနော်အိတ်တာမစ္စရိယဖြစ်နေတာစာပေထဲမှာကသောတာပန်တွေအိတ်တာမစ္စရိယမဖြစ်ဘူးပြောတယ်သူကဖြစ်နေတယ်အဲ့တော့ငါတော့အမားမခံဘူးမားချင်းမားရင်စာပဲမားဆိုပြီးတော့အထက်ကရာကပဲအမားဆိုတဲ့ပုံစံမျိုးနဲ့ပြောလာကြတာလေတွေ့ရတယ်ဥစဉ်တော့နားနဲ့ဆက်ဆက်ကြားဖို့တယ်အဲ့လိုတခါကြီးတယောက် သူကဣဒ္ဓတကူကအထုတ်ပြီးတော့သောတာပန်ဖြစ်လာတယ်။ဒါပေမဲ့သူတန်တန်မှာအဲ့လိုဣဒ္ဓမစ္စရိယသဘောလေးတွေတွေ့ရတယ်တဲ့။အဲ့တော့ပိဋကတ်ထဲမှာသောတာပန်တွေဣဒ္ဓမစ္စရိယပယ်တယ်လို့ပြောတယ်ဆိုတာအမှားကြီးပေါ့လို့ဖြစ်တော့။ဒါဥဇနုကိုယ်တိုင်နားနဲ့ကြားဘူးတာ။ပိဋကတ်ကိုပယ်ဖို့ကြိုးစားတာအလွန်အန္တရာယ်များတယ်ပေါ့နော်။အလွန်အန္တရာယ်များတယ်။သာသနာဖြတ်တဲ့အန္တရာယ်ပဲ။ဗုဒ္ဓသာသနာအန္တရာယ်ပဲ။ ဲ့တော့တကယ်ဆိုလို့ရှင်ဩဒါဆိုငါသောတာပန်မဟုတ်သေးဘူးလို့ကိုကိုကိုသဘောပေါက်ပြီးတော့ဆက်လက်ကြင်ကြအထောက်ကြရမှာလीမဟုတ်ဘူးငါသောတာပန်အဲ့တမင်းစရိယမပယ်ဘူးဒီတော့စာမားတယ်ဖြစ်သွားတယ်စာမမားပါဘူးเนาะစာမမားပါဘူးအေးကောင်းပြီဒါကြောင့်အပေကိုဆွဲချနိုင်တဲ့အိတ်တာမစ္စရိယမနာလိုမှုသဘောဝန်တုံးမှုသဘောကို သောတပန်ဖြစ်ရင်ပယ်ပါပြီနော်ဒီကောင်းမီတာနံပါတ်1အာဝါဒမစ္စရိယနေရထိုင်ခင်းနေနဲ့ပတ်သက်ပြီးတော့ငါမာတာရှိစေသူများမရှိစေနဲ့သူများမရစေနဲ့သူများမနေစေနဲ့ဆိုတဲ့ပုံစံပဲကောင်းမီနောက်တစ်ခါနံပါတ်2ကုလမစ္စရိယလို့ခေါ်တယ်ကိုတငယ်ချင်းကိုမိတ်ဆွေတွေကို ကိုနဲ့ပဲခင်စေခြင်းနဲ့သူများနဲ့မပတ်သက်စေခြင်းဘူးသူများနဲ့မခင်စေခြင်းဘူးเนาะကို့အမျိုးတွေကို့ညီကိုမောင်နှမတွေကို့သမိတ်ဆွေတွေကိုသူများနဲ့ပေါင်းသင်းတာကိုမကြိုက်ဘူးသူများနဲ့မပတ်သက်စေခြင်းဘူးသူများနဲ့မခင်စေခြင်းဘူးသူများနဲ့เนาะမချစ်ခင်စေခြင်းဘူးမစရိယသဘောတွေဘုံကြီးတွေဆိုရင်လဲကို့တက္ကະတက္ကမတွေသူများကိုကိုးကွယ်မှာသူများကိုလှူမှာကိုမလိုလားဘူး မိမိမိဘဆွေမျိုးယဟန်တကာတကာမအကြောင်းတကာတကာမတွေကငါ့ကိုသာကိုးကွယ်ရမယ်ငါ့ကိုသာလှူရမယ်သူများမကိုးကွယ်စေနဲ့သူများမလှူစေနဲ့တခြားเจ้าမသွားစေနဲ့အဲ့ဒါဟာကုလမစ္စရိယပဲသိကြောက်ဖို့ကောင်းပါတယ်နော်အလိုမမဟုတ်ပဲနဲ့စောစောကပြောသလိုနှစ်ပိုင်းခွဲယဟန်ရုပ်တွေအကျင့်ပြတဲ့ပုံကိုယ်တွေကိုကိုးကွယ်မိမှာဆိုလို့ ချင်းကမိမာဆိုလို့တားတာမျိုးကိုတော့ကုလမစ္စရိယလို့မခေါ်ရဘူးပေါ့ဒါသူတို့ဘောမှာထားတဲ့မေတ္တာစေစနာတွေပဲနော်မကောင်းတဲ့ပုံကိုယ်တွေကိုပေါင်းသင်းပြီးတော့အကျင့်ပြတ်သွားမှဆိုလို့ဒီပုံကိုယ်နဲ့မပေါင်းနဲ့ဘသူစီကိုမသွားနဲ့လို့ပြောတာဒါမစ္စရိယနဲ့မသက်ဆိုင်ဘူးအဲ့လိုမှမဟုတ်ပဲနဲ့သူများနဲ့ပေါင်းသင်းမှာကိုစိုးရိမ်တာသူများကိုကူးကွယ်မှာကိုစိုးရိမ်တာသူများကိုလူမှာကိုစိုးရိမ်တာ အဲ့ဒါဆိုရင်တော့ကုလမစ္စရိယဖြစ်သွားပြီဒါကြောင့်နှစ်ပိုင်းခွဲပါနော်နောက်တစ်ခုကကြတော့လာဘမစ္စရိယလို့ခေါ်တယ်လက်လာဘပဲပတ်သက်ပြီးတော့မစ္စရိယဖြစ်တာဒီလိုလက်လာဘမျိုးတွေငါမာတာရှိစေရမယ်သူများမှမရှိစေရဘူးငါမာတာရရမယ်သူများမရစေရဘူးဒီလို brand ပစ္စည်းမျိုးနော်ငါမှပဲရှိရမယ်သူများမှမရှိစေရဘူးအဲ့ဒါလာဘမစ္စရိယသဘောပဲပေါ့ ဲ့လိုမှမဟုတ်ဘဲနဲ့တခါတလေမှဥစ္စာလို့ရဟန်းငယ်လေးပဲဒီလိုပစ္စည်းတွေကင်ပြီးတော့ဒီလိုပစ္စည်းတွေရနိုင်ပျက်စီးသွားနိုင်တယ်ဥစဉ်လေးတွေပျက်စီးမှဆိုလို့ကိုရင်လေးတွေပျက်စီးမှဆိုလို့မရစေချင်တာဒါခုနပြောသလိုဒါစေတနာမေတ္တာတွေပေါ့ဥပမာယနေ့ခေတ်တချို့ဖုန်းတွေကင်ပြီးပျက်စီးတယ်အင်တာနက်တွေသုံးပြီးပျက်စီးတယ်အဲ့တော့သူတို့ကအင်တာနက်မသုံးစေချင်ဖုန်းမသုံးစေချင်ဘူး ဖုံးမကိုင်းစေချင်ဘူးဒါကမစ္စရိယနဲ့မသက်ဆိုင်တော့မစ္စရိယမဟုတ်တော့သူတို့ပျက်စီးမှဆိုတဲ့မေတ္တာတို့စေတနာတို့ပြောရမှာပေါ့နော်အလိုမှမဟုတ်ဘဲနဲ့တတ်တက်ကိုသူ့လက်ထဲမှာအဲ့ဒီပစ္စည်းကိုင်းတာကိုမကြိုက်ဘူးမမြင်ချင်ဘူးနော်ဒီပစ္စည်းမျိုးငါမှပဲရှိရမယ်သူ့မှာမရှိစေရဘူးလူတွေဆိုရင်လည်းဒီလိုကားမျိုးသူ့မှာမရှိရဘူးဒီလိုအိမ်မျိုးသူ့မှာမရှိရဘူး ဒီလိုအဝတ်စားဒီလိုဖုန်းဒီလိုပစ္စည်းသူ့မှာမရှိရဘူးငါမှာပဲရှိရမယ်ဒါညီကောင်မောင်တို့မှအချင်းချင်းမိတ်ဆွေအချင်းချင်းဖြစ်တတ်တယ်နော်အဲ့ဒါလာဘမစ္စရိယပစ္စည်းလက်လာဘတွေနဲ့ပတ်သက်ပြီးတော့ငါသားရစေသူများမရစေနဲ့ငါမှာသားရှိစေသူများမရှိစေနဲ့ဆိုတဲ့သဘောပဲနော်ကိုပစ္စည်းကိုလှူရမှာနှမျောတာမျိုးကိုမစ္စရိယမခေါ်ဘူးနော်ဒါကလောဘနဲ့ပဲဆိုင်တယ်သူများကိုရကိုမရစေချင်တာသူစီမှာရှိကိုမရှိစေချင်တာ အဲ့ဒါကိုမစ္စရိယခေါ်တာနော်နောက်ဝန္နမစ္စရိယတဲ့နံပါတ်၄ကဝန္နမစ္စရိယဆိုတာကရုပ်အစင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေဂုံတိတ်ခါနဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုယ်မှာပဲရှိစေရမယ်သူ့မှာမရှိစေရဘူးကိုယ်သာရုပ်အစင်းလှပရမယ်သူများမလှစေရဘူးကွန်ဒရင်းနဲ့ပတ်သက်ပြီးလဲကိုယ်ပဲနာမည်ကြီးရမယ်သူများနာမည်မကြီးစေရအောင် အဲ့ဒါမစ္စရိယဝန္နမစ္စရိယလို့ခေါ်တယ်ဝန္နဆိုတာရုပ်အစင်းကိုလည်းပြောတယ်ခုံတရင်ကိုလည်းပြောတယ်ကိုပဲနာမည်ကြီးရမယ်သူနာမည်မကြီးစေရအောင်ဒါမျိုးပေါ့နော်ကိုပဲလှရမယ်သူများမလှစေရအောင် သူများလှမှာကိုမလိုလောက်သူများနာမည်ကြီးမှာကိုမလိုလောက်အဲ့ဒါကိုဝန္နမစ္စရိယခေါ်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ဓမ္မမစ္စရိယ အတတ်ပညာတွေနဲ့ပတ်သက်ပြီးဖြစ်စေပေါ့နော်လက်မှုပညာစက်မှုပညာအမှုပညာဘယ်ပညာရဲ့နဲ့မဆိုငါပဲသိငါပဲတက်ရမယ်သူများမသိစေရသူများမတက်စေရဆိုတဲ့ပုံစံပဲဟောဆရာဖြစ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းတပည့်တွေကိုပညာသင်တဲ့အခါမှာအကုန်မသင်ပေးဘူးဆရာစားချန်ထားတယ်အဲ့ဒါဓမ္မမစ္စရိယပဲပေါ့ကိုယ့်ထက်နော်တာသွားမှာကိုမလိုလားဘူးကိုယ့်ထက်သိသွားမယ်ကိုယ့်ထက်ပိုတော်သွားမယ်ကိုယ့်ထက်ပိုတက်သွားမှာကိုမလိုလားဘူး တော့နည်းနည်းတပွဲချမ်းသာတယ်ဆရာစားချမ်းသာတယ်အဲ့ဒါဓမ္မမစ္စရိယသဘောပဲတန်ငယ်ချင်းအရှင်းချင်းစာပြပေးတဲ့အခါမှာလဲသူကအမှတ်ကောင်းသောမှာကိုမလိုလားလို့မဆုစာအုပ်တွေမပေးဘူးနော်မဆုစာအုပ်တွေဝတ်ထားတယ်ကျူရှင်ကောင်းကောင်းနေဆရာကောင်းကောင်းနေရှိရင်လည်းမညွန်ကြဘူးဒါဓမ္မမစ္စရိယသဘောတွေပဲနော်စာရိပါတွေမေးလာခိုင်းရင်လည်းကောင်းကောင်းမမချင်းပြဘူးမသိသလိုလိုလုပ်နေတယ် ဝင်းလေကြောင့်ပဲလုံနေတယ်ကောင်းကောင်းမမချင်းပြအောင်ကောင်းကောင်းမပြောပြအောင်ပြောပြဖို့ကြုံလာပြီဆိုရင်လည်းချိန်ထိန်ချန်ထားမယ်အဲ့ဒါတွေအားလုံးကဓမ္မမစ္စရာတွေကြည့်ပဲနော်ဓမ္မမစ္စရာတွေကြည့်ပဲငါသာသိရမယ်ငါသာတက်ရမယ်ငါလောက်ဘယ်သူမှမသိစေရငါလောက်ဘယ်သူမှမတက်စေရဆိုတာပဲအဲ့သဘောတွေရဓမ္မမစ္စရာသဘောတွေပဲပေါ့ဒါလောကမှာအဖြစ်များတယ်တော့နော် နံပါတ်1နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်။နံပါတ်2အပေါင်းအသင်းဆွေမျိုးတက္ကရာကမတွေနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်။နံပါတ်3လက်လာပန်းနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်မယ်။နောက်ခုံတဲ့တင်ရုပ်အစိမ်းနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်မယ်။နံပါတ်5ကတော့ခုနအတက်ပညာအသိပညာတွေနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်ပေါ့။အဲ့တော့စာပေကျမ်းဂန်ထဲမှာလက်တွေ့ဘဝမှာရော ဒီမစ္စရိယ၅မျိုးကဘယ်သူတွေအဖြစ်များလဲဆိုဘုန်းကြီးသီလရှင်တွေအဖြစ်များတယ်။တော့လက်တွေ့ဘဝမှာရောစာပေထဲမှာရောဘုန်းကြီးသီလရှင်တွေတော်တော်အဖြစ်များတယ်။ဒီမစ္စရိယ၅မျိုးကလူတွေမှာမဖြစ်ဘူးမဟုတ်ဖြစ်တယ်။လူတွေထက်ဘုန်းကြီးတွေမှာပိုတွေ့ရတယ်သီလရှင်တွေမှာပိုတွေ့ရတယ်။ဒီမစ္စရိယ၅မျိုးကလူတွေလည်းဖြစ်တာပဲပေါ့နော်။တရားဓမ္မဋ္ဌာန်းထဲမှာလည်းဒီမစ္စရိယတွေကဖြစ်တာပဲ။အေးအဲ့တော့ ဒီမစ္စရိယတရားပြီးအပယ်ကိုဆွဲချနိုင်လောက်အောင်အထိကိုအင်အားကြီးတယ်လို့နားလည်ကြရမယ်။အဲကြောင့်ကဘာကြီးဘာဖြစ်လို့မငိမ့်ချမ်းလဲလို့မေးလိုက်ရင်အဲ့ဒီအိတ်တာနဲ့မစ္စရိယပဲ။တရားခံအိတ်တာမစ္စရိယပဲ။ဒီခါတုန်းကဒကြာမင်းကြီးကမြတ်စွာဘုရားကိုမေးတယ်ရှင်ဘုရားတတ္တဝါတွေဟာချမ်းသာခြင်းကိုလိုချင်ကြတယ်ချမ်းသာခြင်းကိုတောင်းတကြတယ်။ဒါပေမဲ့ဘာလို့ဒုက္ခရောက်နေတာလဲ။ လိုချင်တာကချမ်းသာရလာတာကဒုက္ခဘလို့ဖြစ်ရတာတော့ရှင်ပြရချမ်းသာချင်ပါလျက်နဲ့မချမ်းသာကြပဲဒုက္ခတွေရောက်နေကြတယ်အဲ့ဒါဘာကြောင့်လဲဖရားရဖြစ်ရချင်းတယ်ဘသူကြောင့်မှမဟုတ်ဘူးအိတ်တာနဲ့မစ္စရိယကြောင့်ပဲတတဝရရဲ့တန်တမာရှိနေတယ်အဲ့ဒီမနာလိုမှုဝန်တုံမှုအိတ်တာမစ္စရိယကြောင့်ပဲအဲ့ ူများအောင်မြင်တာကိုမကြားခြင်းဘူးသူများကြီးပွားတာကိုမမြင်ခြင်းဘူးဒါအိတ်တာလीနော်မနာလိုမှုဆိုတာသူများအောင်မြင်တာကိုမြင်ကိုမမြင်ခြင်းတာကြားကိုမကြားခြင်းတာသူများကြီးပွားတာကိုမြင်ကိုမမြင်ခြင်းတာကြားကိုမကြားခြင်းတာအဲ့တော့မအောင်မြင်အောင်မကြီးပွားအောင်ဖြတ်လို့ဖြည့်စီလှုပ်ချတော့တာပဲလीဖြတ်လို့ဖြည့်စီလှုပ်ရတော့တာပဲနော်မစ္စရိယသဘောနော်ငါမှာပဲရှိရမယ်သူလို့မှမရှိစေရဘူး ငါပဲလုံမဲ့သူများမလုံစေရဘူးနော်သူများကိုလုံခွင့်မပေးဘူးသူများကိုပိုင်ဆိုင်ခွင့်မပေးဘူးသူများကိုရပိုင်ခွင့်မပေးဘူးငါပဲလုံမဲ့ငါပဲရစီရမယ်ငါမှာပဲရှိရမယ်ဆိုတော့အဲ့လိုမျိုးအိတ်တာမစ္စရိယတွေကြောင့်တဝူးကိုတဝူးအောင်မြင်ခွင့်မပေးဘူးကြီးပွားခွင့်မပေးဘူးထောက်ပံ့မှုမပေးဘူးမြစ်တွင်မှုမပေးဘူးပေါ့ဆက်လို့ပြည့်စည်လုံနေကြတာပေါ့နော် တဝူးကိုတဝူးဖြတ်လို့ဖြတ်စီတစ်ဖက်ကိုတစ်ဖက်ဖြတ်လို့ဖြတ်စီတနိုင်ငံနဲ့တနိုင်ငံဖြတ်လို့ဖြတ်စီအိဒါမေစရိယာတွေဖြစ်နေတယ်ငါတို့နိုင်ငံသားကြီးပွားရမယ်သူများနိုင်ငံမကြီးပွားစေရငါတို့အဖွဲ့စည်းအသားကြီးပွားရမယ်သူများအဖွဲ့စည်းမကြီးပွားစေရငါတို့မျိုးရွာသားကြီးပွားစေရမယ်သူများမျိုးရွာမကြီးပွားစေရငါတို့မိသားစုသားကြီးပွားရမယ်သူများမိသားစုမကြီးပွားစေရငါသားကြီးပွားရမယ်သူများမကြီးပွားစေရဒီသဘောတွေအားလုံးဟာနော်ကဘာကြီးမငိမ့်ချမ်းချင်းရဲ့အကြောင်းတရားပဲပေါ့ ဒါကြောင့်မြတ်စွာဘုရားကတတဝါတွေဟာချမ်းသာမှုကိုလိုချင်ကြပေမဲ့ဆင်းရဲရောက်နေတယ်ဆိုတာအဲ့ဒီလိုမနာလိုမှုဝန်တုံမှုလို့ခေါ်တဲ့အိတ်တာမစ္စရိယချောင်းပဲလို့ဘုရားရှင်ဖြေကြတော်မူခဲ့တယ်။ဒါကြောင့်အလွန်ဆိုးရတဲ့ဟောဒီအိတ်တာတရားမစ္စရိယတရားကိုပယ်သက်ဖို့ကြိုးစားကြမှာဖြစ်တယ်။ကဘာကြီးငိမ့်ချမ်းစီရင်တယ်ဆိုရင်အားလုံးဒီအိတ်တာမစ္စရိယကိုပယ်နိုင်ဖို့ကြိုးစားကြမှာဖြစ်တယ်။အမျိုးမကန်အောင်စီတော်ဘုရားကြီးရတဲ့တိုက်တွန်းထားတယ် ်အခုလိုမြတ်စွာဘုရားသာသနာနဲ့ကြုံခိုက်တရားအသည့်အမြင်တွေရရှိကြတော့ဘဝမှာအရင်လုံးရုံမှာဆိုးရတဲ့ဟောဒီအိတ်တာမစ္စရိယတရားကိုပယ်နိုင်မှဖြစ်မယ်အခုလိုသာသနာထွန်းကားတဲ့ကာလအသည့်အမြင်တွေရရှိနေတဲ့အခက်မှာဆိုးရတဲ့ဒီအိတ်တာနဲ့မစ္စရိယကိုမပယ်နိုင်ကြရင်တော့အပယ်သွားဖို့လားပြင်ကြတော့တဲ့အရှင်တော်ကြီးကနော်တတိပေးထားပါတယ်နော်အပယ်သွားဖို့လားပြင်ကြတော့ဒါကြောင့်ဘသူကိုမှလုံုံမထိုးနဲ့ ိမိတို့တန်တန်မှရှိတဲ့အဲ့ဒီအယုံညာတရားဖြစ်တဲ့အိတ်တာတရားမစ္စရိယတရားကိုပယ်ဆမှုတာစူးစမ်းကြ။နော်ကိုယ်တန်တန်မှမပယ်နိုင်ကိုမငင်းချမ်းသူ့တန်တန်မှမပယ်နိုင်သူမငင်းချမ်းဘူးပဲ။အဲကြောင့်ငင်းချမ်းခြင်းတဲ့ပုဂ္ဂိုလ်တိုင်းအိတ်တာမစ္စရိယကိုပယ်ခွာဖို့စူးစမ်းကြမှာဖြစ်တယ်လို့နားလည်စေချင်ပါတယ်။ကြောင့်ဒီနေ့လူချင်းများနဲ့ဒီကဓမ္မမိတ်ဆွေဒီဓမ္မမိတ်ဆွေများအားလုံးတတ္တဝါတွေကိုဒုက္ခပေးနေတဲ့ တရားများစွာတဲ့ကရုံညံ့ဆိုးွားတဲ့အိတ်တန်တရားမစ္စရိယတရားကိုပယ်သတ်နိုင်ကြပြီးတော့ဘုရားအဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့မြေကောင်းသားမြေကောင်းသမီးများဖြစ်အောင်ကိုစီရင်ကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း